ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါတယ်။ဒီပုံမြင်တို့လေးကတင်းကုန်ပါရီပြောင်းလဲပေးနိုင်မလဲဆိုတာတင်းနာထောင်ကျင်းသိရပါလိမ့်မယ်။ဒါကြောင့်ပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်အောင်လားရှင်။တခါတော့ကလူတယောက်အလောက်ကနေပင်မနွမ်းလျာစွာနဲ့အိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့အိမ်တွင်ကနေကဟင်းနှံပူပူလေးတွေကြောင့်စိတ်ထဲပျော်သွားပြီ။သူဇနီးကလည်းပြုံးပြုံးလေးနဲ့ထမင်းအစင်တင်ပါပြီလို့ကြိုဆိုလိုက်တဲ့တယ်။ နူညံတဲ့ချာပါတီနဲ့ပူပူလေးဖြစ်နေတဲ့အာလုံဟင်းကိုစားဖို့ထိုင်လိုက်တဲ့အချိန်မှာတော့တခုခုချိုတင်နေတာကိုသတိထားမိသွားတယ်။တံမြာသည်မရှိဘူးဆိုတာကိုပေါ့။သူမေးကြည့်လိုက်တဲ့အခါဇနီးဖြစ်သူကတံမြာသည်ကုန်းသွားပြီလို့ရှင်းပြလိုက်တယ်။သူကမျက်ခုံးကြုံပြီးတံမြာသည်မပါရင်ငါမစားနိုင်ဘူးလို့ပြောလိုက်တယ်။ဇနီးဖြစ်သူကဒီအတိုင်းစားလိုက်ပါလို့အကြံပေးတယ်။သူစိတ်ကတော့လက်မခံခဲ့ဘူး။သူကသူသွားဝယ်မယ်လို့ပြောပြီး အစားအစာတွေကိုနှွှေးထားပေးပါလို့တောင်းဆိုလိုက်တယ်။အနီနာကဟင်းသီးဟင်းရွက်ဆိုင်တဆိုင်မီတဆိုင်ရှာဖွေခဲ့ပြီးမြဲတမယာသည်ရှာမတွေ့ခဲ့ဘူး။နောက်ဆုံးသူရဲ့အိမ်ကြီးချင်းမျိုးထီအောင်ကောင်းမောင်မီသွားရှာခဲ့သေးတယ်။ဒီလိုရှာဖွေမှုတွေကြောင့်ပင်မမီစိတ်တူလာခဲ့တယ်။နောက်ဆုံးမှာတော့တမယာသည်အနေငယ်ရှိတဲ့တပင်တပင်ကို တွေ့ရှိခဲ့တာကြောင့်သူအယံဝမ်းသာသွားပြီးစိတ်လှုပ်ရှားကအိမ်ကိုအမြန်ပြေးခဲ့တယ်။သူဇနီးကလည်းပြုံးရည်လျက်ကဲထိုင်ပြီးစားလိုက်ပါဦး။ ပြောလိုက်တယ်။ဒါပေမဲ့အတံမြာသည်ကိုနှီးပြီးတဲ့အခါမှာတော့သူကရုတ်တရက်ပရင်ပေါက်ကနေပြစ်ထုတ်လိုက်တယ်။အံအားတင်သွားတဲ့ဇနီးဖြစ်သူကနိုင်ပေါင်းများစွာစ조사ရှောက်ဖေးပြီးရလာတဲ့အတံမြာသည်ကိုဘာလို့ပြစ်ထုတ်လိုက်တာလဲလို့မေးလိုက်တော့သူကရီမော့ပြီးငါအနိုင်ရသွားပြီလို့ရှင်းပြလိုက်တယ်။ဘာကိုအနိုင်ရတာလဲလို့ဇနီးကမေးတော့သူကငါစိတ်ကငါအနိုင်ရသွားတာလို့ဖြေလိုက်တယ်။သူစိတ်ကသူ့ကိုဒီဇိုင်းကိုသွားဟိုဇိုင်းကိုသွားဆိုပြီးတွန်းအားပေးနေခဲ့တာ။ တံမြာတီလိုအပ်နေတယ်လို့ယုံကြည်အောင်လုပ်နေခဲ့တာဒါပေမဲ့နောက်ဆုံးမှာတော့သူတီးလိုက်တာကစိတ်ကတခုခုလိုအပ်တိုင်းလိုက်လုပ်ပေးစရာမလိုဘူးစိတ်ကိုထိန်ချုပ်ရမှာသူပါစိတ်ကသူ့ကိုထိန်ချုပ်ခွင့်မရှိဘူးဆိုတာကိုပေါ့ဒါဟာဘဝရဲ့အစစ်မှန်သင်ခန်းစာပဲလို့သူကထုတ်ဖော်ပြောကြလိုက်တယ်။သူကရှင်းပြတယ်။စိတ်ဆိုတာမင်းကိုအမြဲတမ်းတွေးဆောင်နေမှာပါ။ထမင်းပိုစားဖို့ဖုံးပိုသုံးဖို့အလုပ်ပြတ်ဖို့ဒေါသထွက်ဖို့တော့ အကယ်၍မင်းကအမြဲတမ်းစိတ်ရဲ့အမိန်ကိုနာခံနေမယ်ဆိုရင်မင်းစိတ်ဟာမင်းရဲ့သခင်ဖြစ်သွားလိမ့်မယ်။အမှန်တရားကတော့မင်းကမနာခံမှုရွေးချယ်ပိုင်ခွင့်ရှိတယ်။မင်းရဲ့စိတ်တွင်းစန္ဒရီရဲ့ကြေကျုံဘဝကနေရပ်တန့်လိုက်တဲ့အခါမင်းဟာမင်းရဲ့စိတ်ချမ်းသာမှုကိုစတင်ထိန်းချုပ်နိုင်သွားပြီ။အကယ်၍မင်းစိတ်ကိုထိန်းချုပ်တတ်သွားရင် မင်းဘဝကိုထိန်းချုပ်တတ်သွားပြီ။မြမြတတဖြစ်ဖို့ကအဓိကပဲ။မကွာချလွန်မနေလုံးပါစီနေ။ဘာကြောင့်လဲဆိုတော့စိတ်ဆန္ဒမှမဟုတ်ဘဲ ထိန်းချုပ်မှုမှာသာအစင်မှန်အင်အားတွေရှိနေလိုပါပဲ။ကဲဒီပုံမြင်လေးကိုနာတော်တာဆင်ခန်းစားပြီးတဲ့အခါမှာပရိသတ်တွေလည်းသင်္ကန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမောရိကြားတွေကအာတင်းစရာစိတ်အားတက်စီမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။